ဟယ်လိုအားလုံးမင်္ဂလာပါခင်လေး YouTube channel နဲ့ဒီဒီကနေအားလုံးကိုပြန်လည်ကျေးဇူးလိုက်ပါတယ်မင်္ဂလာပါမိတ်ဆွေတို့ရေဒီတောက်ကြနေကတော့ကျွန်တော်ပြောတော့မပြောချင်တော့ပါဘူးမနက်ခင်းကလည်းကျွန်တော်တို့ဒီ25ဆိုတဲ့ဟင်းနဲ့ပြီးတော့မှာဟုတ်26နဲ့ပြီးွားဒီနေ့မှလည်းဒါ34ဆိုတာ share ကြီးပေါ့နော်ဒီနေ့တနေ့ကိုကျွန်တော်ဟုတ် support ထားတဲ့လူတွေကိုကျွန်တော်ပေးခဲ့တာကဒီတောက်ကြတရားစာမှာကျွန်တော် complete ကိုလုံးဝနော် complete ဆိုဟင်းကိုကြိုက်တယ်လို့ပေးထားတာ34နဲ့ကျွန်တော်တို့ကိုပြတယ်ပြပြီးတော့မှ35ဆိုတဲ့ဟင်းနဲ့ပြီးွားပြီပေါ့နော် okay ပါအားလုံးအတွက်တော့ဆင်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့ဒီကြာဘေးနဲ့တောက်ကြမှာလာဘေးစပို့ထားတဲ့လူအတွက်ပေါ့နော်ပို့ပြီးတော့ဘာလို့ဆိုတော့ပထမကစပို့ခဲ့တဲ့လူဟောင်းတွေကတော့ဒါရလိုက်တဲ့ဟင်းပွဲလေးတွေရှိသေးတယ်ပေါ့နော် okay အခုဗီဒီယိုလေးကတော့အရေးကြီးပါတယ်တနင်္လာနေ့အတွက်ဖြစ်ပါတယ်ကျွန်တော်အခုပြောမယ့်ဗီဒီယိုထဲကပါတဲ့အကြောင်းအရာတွေတနင်္လာနေ့မှာမဖြစ်လောက်ဆိုကျွန်တော်ကလေးကိုမိတ်ဆွေတို့လောက်လို့ရပါတယ်အဲ့တော့ဒီကျွန်တော်တင်ရင်းကိုပညာကိုရှင်းပါတယ်အခုမိတ်ဆွေတို့ကိုအဲ့ဒီပညာကိုပြောပြပါတော့မယ် တနင်္လာနေ့မှာဆိုရင်ဒါမိတ်ဆွေတို့ဒါပထမဗီဒီယိုထဲမှာကျွန်တော်တခုပြောခဲ့တယ်ဒီ7ရက်ဒီ6ရက်4ရက်9ရက်ဒီဒီဟင်းပွဲဒီ line ထိမ့်နေလာမယ်လို့ပြောထားတယ်โอเคအဲ့ဒါကိုအသာထားအောင်တနင်္လာနေ့လေသုံးဟုတ်ညနေမှာ7ဆိုတဲ့ဟင်းရယ်3ဆိုတဲ့ဟင်းရယ်7ဆိုတဲ့ဟင်းရယ်ဒီတေချာပေါက်ဗရိတ်ဆိုတဲ့ဟင်းအဖြစ်တေချာပေါက်တစ်ကြိမ်တေချာပေါက်မိတ်ဆွေတို့စီဆင်းပါလိမ့်မယ်ခင်ဗျကျွန်တော်ထပ်ပြောပါမယ် ရှစ်ဆိုတဲ့ဗရိဟင်းရဲ့သုံးဆိုတဲ့ဗရိဟင်းရဲ့တစ်ဆိုတဲ့ဗရိဟင်းရဲ့ဒီမိတ်ဆွေတို့စီတေချာပေါ့ဗရိဟင်းဖြစ်လာပါလိမ့်မယ်နိုင်တဲ့လူကတော့နိုင်တယ်လို့စိတ်ကြိုက်မိတ်ဆွေတို့အဲ့ဒီဟင်းပွဲလေးကိုတေချာချက်ပြုတ်ပါအဲ့တော့တခုပြောချင်တာကကျွန်တော်ကပထမဗီဒီယိုထဲမှာပြောခဲ့တဲ့ ဒီ1ရဲ6ရဲ4ရဲ9ရဲဒီ line ထိနေလာမယ်ဆိုတော့မိတ်ဆွေတို့နေနဲ့ကဒီ8ဆိုတဲ့ပရိဟင်းရဲ့3ဆိုတဲ့ပရိဟင်းရဲ့1ဆိုတဲ့ပရိဟင်းနဲ့ပတ်သက်ပြီးတော့ဘလို့ရမျိုးတွေကိုတင်လို့ရလဲဆိုတာတခါလေးပြပြပေးသွားပါမယ်။1နဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘလို့ရမျိုးလို့ဆိုတော့တစ်ခွန်ဆိုတဲ့ဟင်းရှိမယ်ခင်ဗျ။ဒဲပဲ။ဘာဖြစ်လို့လဲဆိုတော့အာမိတ်ဆွေတို့အပိတ်လေးကိုတော့နည်းနည်းလေးထည့်ညစ်ထည့်ပေါ့နော်။ကျွန်တော်က break ကိုသေချာအမခံရဲရတယ်ပေါ့နော်။ဒါဒီ break ဆိုတဲ့ဟင်းလေးကိုပေါ့နော်။အဲ့တော့တစ်ခွန်ဆိုတဲ့ဒါလုံးဝမိတ်ဆွေတို့ထိတ်နေမယ်ပေါ့နော်။ ပြီးတော့ကျွန်တော်တို့ပါရှိအောင်လဲဆိုတော့တင်းနှစ်ဆိုတဲ့အရာလေးရှိမယ်တင်းနှစ်ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့တဆယ်ဆိုတဲ့ဟင်းလေးရှိမယ်ဗျပြီးတော့6ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့က60နှစ်ဆိုတဲ့ဟင်းရှိမယ်69ဆိုတဲ့ဟင်းရှိမယ်ပြီးရင်65ဆိုတဲ့ဟင်းရှိပါမယ်လေးဆိုတဲ့ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်အနေနဲ့ကလေးလေးဆိုတဲ့ဟင်းရှိပါမယ်ပြီးတော့ကျွန်တော်အနေနဲ့49ဆိုတဲ့ဟင်းရှိပါမယ်ပြီးတော့49ဆိုတဲ့ဟင်းရှိပါမယ်ခင်ဗျပြီးတော့ကျွန်တော်အနေနဲ့6နဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ရဲ့ဘာရှိမလဲဆိုကိုကိုဆိုတဲ့ဟင်းရှိပါမယ်ပြီးတော့ကျွန်တော်တို့အနေနဲ့64ဆိုရင်ဟင်းရှိပါမယ်ပြီးတော့62ဆိုရင်ဟင်းရှိပါမယ်ကျွန်တော်အခုပြောလိုက်တဲ့12ကွက်ဒီမိတ်ဆွေတို့တနင်္လာနေ့မှာလုံးဝသေးချပေါ့အထိတ်နဲ့ပဲပေါ့နော်ပို့ပြီးတော့မိတ်ဆွေတို့ပို့ချက်ပြုတ်ကြပါနော်လုံးဝသေးချတာတစ်ခုကတော့တနင်္လာနေ့မှာမိတ်ဆွေတို့ ရှစ်ဆိုတဲ့ပရိဟင်းရဲ့သုံးဆိုတဲ့ပရိဟင်းရဲ့တစ်ဆိုတဲ့ပရိဟင်းရဲ့မိတ်ဆွေတို့ဒီတေချာပေါက်လာပါလိမ့်မယ်ဒီနေ့ကန်တရားရဘာလို့ကျွန်တော်နေလွဲချော်ရကျွန်တော်ပြောလို့မရပါဘူးအဓိကအရာတစ်ခုอ่ะဗောနော်အရန်ဟော့ဝိုင်းတစ်ခါရရင်အရန်ဟော့ဝိုင်းပြောင်းလဲမှုလေးတွေရှိွားနေတယ်ပုံမှန်ဆိုကဒါမနက်ခင်းရဆိုပုံမှန်ဆိုဒီ25ဆိုတဲ့ဟင်းကတေချာပေါက်တေချာပေါက်ဖြစ်ကိုဖြစ်မှာဒီညနေလည်းအတိုင်းပဲ တခါလေးရရင်ဟင်းပွက်လေးတွေကအရန်ဟော့သွားတဲ့ခါကျရင်ဘာလို့လဲဆိုတော့အရန်ဟော့သွားကြရင်ဟိုအရန်ပေါ့နော်ပမာဏတွေကအရန်တက်နေကြရင်တခါရရင်လုပ်ပွဲဆိုတာလေးတွေရှိတယ်ပေါ့နော်ကျွန်တော်တော့အဲ့လိုပဲမြင်ပါတယ်ကျွန်တော်ရဲ့ပညာတော့ကျွန်တော်အပြည့်အဝရုံပါအခုလဲကျွန်တော်ပြောလိုက်ပြီတနင်္လာနေ့မှာမိတ်ဆွေတို့၈ဆိုတဲ့ပရဟင်းရဲ့၃ဆိုတဲ့ပရဟင်းရဲ့၁ဆိုတဲ့ပရဟင်းရဲ့မလာခဲ့ရင်ကေလင်းကိုမိတ်ဆွေတို့ကြိုက်တယ်လို့ဝေဖန်ပြောဆိုလို့ရပါတယ်နော် ာလို့လဲဆိုတော့ကျွန်တော်ရဲ့ပညာကိုကျွန်တော်အပြည့်အဝယုံကြည်လို့ပါကျွန်တော်ကတော့ကင်းလေးဖြစ်ပါတယ်ကျွန်တော်ခုနကပြောလိုက်တဲ့လုံးဝဟင်းပွဲ12ပွဲလုံးဝထိတ်ဆုံးမထိတ်မိတ်ဆွေတို့မနိုင်တဲ့လူတွေကအတန်းလေးပဲတနေကုန်နေလဲသူမညက်နေမှာစွန့်ကြည့်ပါမိတ်ဆွေတို့စီဟင်းတစ်ပွဲနာပါလိမ့်မယ်ခင်ဗျာတေချာတော့ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကင်းလေးဖြစ်ပါတယ်ခင်ဗျာအော်မေးလို့ အော်ကျွန်တော်တခုပြောချင်တာကကျွန်တော်ရဲ့ဒီတစ်ပတ်တက်ခီးစဉ်ကတော့ကျွန်တော်ဟိုဒါ support နေရလူတွေအတွက်တော့ပြီးဆုံးသွားပြီပေါ့နော်ကျွန်တော်ပြောပြီးသားကျွန်တော်ကသူများတွေလိုမျိုးဟိုလိုခေါ်တာမဟုတ်ဘူးမမတွေပါခေါ်တာမဟုတ်ဘူးအဲ့တော့ဒီလိုမျိုးအစားထိုးတွေဘာတွေညာတွေကျွန်တော်မှမရှိဘူးခင်ဗျာကျွန်တော်ကကျွန်တော်လိုချင်တာကကျွန်တော်ကိုစေနာတတ်တတ်နဲ့လာပြီး support တဲ့လူတွေပဲလိုချင်တာဖြစ်တဲ့အတွက်ဒါနောက်တစ်ပတ်မှဒါလုံးဝစီနာတတ်တတ်နဲ့ပဲမှားနေဖြစ်ဖြစ်မှန်နေဖြစ်ဖြစ်စပိုးကျင်တဲ့လူရှိရတယ်ဆိုတော့ကြိုးစားပါတယ်လက်ခံပါတယ်ခင်ဗျာ ကျန်တာတွေကတော့ကျွန်တော်ဘယ်သူမှဟိုတခြားနေရာမှာဝင်လာတဲ့ပုံစံမျိုးဟိုမမခေါ်လို့ပုံစံမျိုးဝင်လာပြီးတော့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲစိတ်ရှိတဲ့လူတွေကိုကျွန်တော်မကြိုဆပါဘူးလည်းလည်းမခံပါဘူးเนาะကျွန်တော်ဆိုလိုချင်တာကကျွန်တော်ကိုစင်နာတက်တက်နဲ့ support တဲ့လူကိုပဲကျွန်တော်လိုချင်တာပါအဲ့လိုလူတွေအတွက်ပဲကျွန်တော်စ조사ပေးတင်ပါတယ်ဒါပေမဲ့ YouTube နဲ့ TT ကနေ조사နေတဲ့လူအတွက်လည်းကျွန်တော်ဟိုဘောเนาะ YouTube နဲ့ TT ကနေကျွန်တော်အမြဲဝင်ရပေးနေတဲ့လူတွေကိုလည်းကျွန်တော်နေနဲ့အခုတခါတည်းပြောပြလိုက်ပါတယ်အခုတောက်ကြညနေကနန်း เนาะဟင်းဆိုတဲ့ခဏထွက်ပြီးပြတာနဲ့ချက်ချင်းကျွန်တော်ကလေးမှာဗီဒီယိုရိုက်ပြီးတော့အပ်တဲ့လုပ်တဲ့အချိန်နဲ့အလုံးလုံးကြတနာရီပေါ့ဗျာမိတ်ဆွေတို့စီဒီဗီဒီယိုလေးတက်တက်လာပါလိမ့်မယ်ပေါ့เนาะလုံးဝဒီဗီဒီယိုလေးကိုမိတ်ဆွေတို့မှတ်ထားကြပါစေထားကြပါခင်ဗျာကျေးဇူးတင်ပါတယ်တကယ်စီနာတက်တက်နဲ့ support နိုင်မှာကင်လင်းစီလာခဲ့ပါဟုတ်လို့မျိုးအစားထိုးတွေဘာတွေညာလဲကေလင်းကိုလာမေးပါဦးနဲ့ကေလင်းစိတ်ဝင်စားပါဦးခင်ဗျာကေလင်းလိုချင်တာက စင်နာတတတဲ့ကေလင်းကို support ရလို့ပဲလိုချင်တာပါအဲ့တော့မိတ်ဆွေတို့လိုချင်တဲ့ပုံစံမျိုးမဟုတ်ဆိုရင်တခြားနေရာကိုသွားပါဒါပေမဲ့တခြားတစ်ခုကတော့ကေလင်းကတော့အားလုံးကိုအမြဲတမ်းစင်နာနဲ့ပဲ free တင်ပေးနေပါပါဒါပေမဲ့ကေလင်းမှာလည်းတခါရရအထောက်ပံ့လေးကလိုလိုအပ်တဲ့အကြောင်းဒီ support လူမျိုးပေါ့နော်လုံးဝစိတ်နာတက်တက်နဲ့ကူညီတဲ့လူမျိုးတွေအဝဲကေလင်းကလိုချင်ပါတယ်ခင်ဗျာကျန်တာတွေတော့မလာပါနဲ့ခင်ဗျာခေါင်းတွေရှုပ်လို့ပါခင်ဗျာကျေးဇူးပါခင်ဗျာ